ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့တော်လိုင်းတပ်တွေနေရာအများစုကို ထိန်းချုပ်ထားတဲ့ကချင်ပြည်နယ်ဖားကန်ကိုအင်အား6အောင်ကျော်နဲ့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဟာဖားကန်အနီးနားကိုရောက်လာပြီးနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတယ်လို့ဒေသခံရင်းနဲ့ KIA ထံကသိရပါဗျ။စစ်ကောင်စီတပ်ဟာပြီးခဲ့တဲ့ဧပြီလကုန်ပိုင်းကစလို့ဖားကန်နဲ့မိုင်40ကွာကာမိုင်းမြို့ကနေထွက်လာတာဖြစ်ပြီးတော့မေလကုန်ပိုင်းမှာတော့ဖားကန်မြို့အနီးကိုချီးကပ်လာနိုင်ခဲ့တာပါ။ ဖာကန်ကာမိုင်လန်ရှော့မှာနှစ်ဖက်တိုက်ပွဲတွေရှိခဲ့သလိုမြို့နယ်18မိုင်กว่าကဒရားညီအောင်ရွာနာမှာလည်းတိုက်ပွဲပြင်းထန်ခဲ့ပြီးလက်ရှိမှာတော့စစ်ကောင်စီတပ်ဟာမြို့နယ်10မိုင်กว่าကနန်ဒိန်းနဲ့လုံခင်းရွာတွေကိုရောက်လာပြီးတော့နှစ်ဖက်တိုက်တွေ့တိုက်ပွဲတွေရှိနေတယ်လို့ကချင်လွတ်လပ်ရေးတပ်မတော် KIA ပြန်ကြားရေးတာဝန်ရှိသူဗိုလ်မှူးကြီးနော်ဘူးကမြန်မာနိုင်ငံကိုမေလ26ရက်နေ့မှာပြောပါရတယ်။ နာမည်ကျော်ကြောက်စိမ့်တွင်ထွက်ရာဖားကမှာစစ်ကောင်စီကအလုံးစုံမစိုးမိုးနိုင်ပေမဲ့လည်းတပ်ဆွဲထားတဲ့နေရာခုနှစ်ခုထပ်မင်းရှိနေသေးပြီးတော့မြို့ပတ်လည်နဲ့ကြေးရွာတွေကိုတော့တော်လိုင်းတက်တွေကထိန်းချုပ်ထားနိုင်ပါတယ်။ဟုတ်ကဲ့ဘတ်ကောင်ကတော့ဒါပေမဲ့စစ်ကြီးပါတယ်။အာဟိုကမ္ဘာ့ဘက်ကလည်းတက်လာတဲ့စစ်ကောင်တွေကတော့ဟိုဟိုအာတလည်းဘတ်ကနာပေါ်တော့ဒုံခင်းနေပြီအတိရောက်လာဆိုတော့အဲ့ဒါကတော့တပ်တော်လည်းစစ်ကြီးပါတယ်။ဟုတ်ကဲ့အဲ့ဒီနည်းနဲ့ဒီလိုလိုတော့ပေါ်ကြည့်ပါတယ်။ ဖားကန်ကာမိုင်းလန်ကချီတက်လာတဲ့စစ်ကောင်စီစစ်ကြောင်းတစ်ခုသာမြို့နာရောက်လာပြီးဖားကန်အင်းတော်ကြီးလန်နဲ့ဖားကန်ဆယ်စင်းလန်တွေကစစ်ကြောင်းတွေကရှေ့မတိုးနိုင်သေးဘူးလို့သိရကြောင်းဖားကန်ဒေသခံအမျိုးသားတို့ကလည်းပြောပြပါဗျ။နဖက်တိုက်ပွဲတွေကြောင့်စစ်ပေးရှောင်ကြရတဲ့ပြည်သူရေတွက်ဟာလည်းထောင်နဲ့ချီရှိနေတယ်လို့ဒေတာရင်းသတင်းရှင်းမြစ်တွေကဆိုထားပါဗျ။မေလ26ရက်နေ့မှာတော့ဖာကန်ကစစ်ကောင်စီတက်ဆွဲထားတဲ့နေရာတွေမှာလက်နက်ငယ်ပစ်ကတ်တံတချို့ကြားရအောင်ဒေတာခန်တွေကပြောပြီးတော့ဖာကန်မျိုးတွေမှာတော့ပြည်သူတွေပုံမှန်သွာလာနေကြတယ်လို့သိရပါဗျ။ ားခံခြင်းတွေကဘလို့ရှိနေပါသလဲဒေတာခန့်အမျိုးသားတူပြောပြတာကဒေတာတွေကတော့ပုံမှန်ပဲသွားလာမှုရှိနေတယ်အဲဒေတာတွေမှာတော့စစ်ကြောင်းဝင်ရောက်လာတာတွေလည်းမရှိသေးဘူးဒီတိုင်းပဲပုံမှန်တိုင်းပဲသွားလာလို့ရှာမှုတွေပဲရှိနေတယ်စစ်တပ်ကလည်းသူရဲ့ဒီသူတို့ရဲ့ဒီမှာရှိနေတဲ့ရွာကုန်းတို့ရဲ့ဆက်ဆက်ရုံတို့ဆက်ရှိရဲ့သူတို့အထိုင်စခန်းလေးတွေနေပြီးတော့ စခန်းတွေလည်းအပြင်ထွက်တာမတွေ့ရဘူး။အပြင်ထွက်တယ်လို့ပြစ်ခတ်မှုဖြစ်တယ်လို့ကျွန်တော်ဒီနေ့ဒီဒီနေ့ကြားရဘူးပေါ့နော်။အဲတို့အရင်ကလည်းဒီဒီစခန်းယူအောင်လို့ပါတော့တနည်းဒီဘာလို့ရှိလို့အပြင်ထွက်မှုတို့အလုပ်မျိုးရှိတယ်။အဲဒီဒီစကြောင်းထူလာတဲ့စကြောင်းကလည်းအဲကျွန်တော်တို့ဒီနှစ်သိန်းတကြောပါပဲနှစ်သိန်းဝင်ကြပါပဲရှုံးမယ်လို့စားရတယ်ကြာဒီဘက်ထရီရောက်လာတယ်ပေါ့နော်တကယ် လက်ကြီးကျုံစစ်ကောင်စီရဲ့စစ်စင်ကိုကဲမှုဌာနချုပ်တစ်ခုရှိရာဗမော်မြို့ကို KIA နဲ့ပူးပေါင်းတပ်တွေကအပြင်းထန်ထိုးစစ်ဆင်နေချိန်မှာစစ်ကောင်စီတပ်ကအင်အားအများပြားနဲ့ဖားကန်မြို့ဘက်ကိုစစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။ကချင်ဒေသအတွင်းမှာတော့2024မတ်လကစခဲ့တဲ့ထိုးစစ်အတွင်းမြို့14မြို့နဲ့ရှမ်းမြောက်ကမဘိန်းမြို့တို့ကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ကသိမ်းပိုက်ထားနိုင်ပါတယ်ခင်ဗျာ။